တော့အသက်ရွယ်လောက်ပဲချိန်သလိုပြတာသူကကြတော့လူမျိုးပါချိန်သွားတယ်မဆာဝတ်တာတော့မြင်နေကြလေဆိုတော့သူကယောက်ျားသွားရှင်းပေါ့မဆာလည်းယောက်ျားရှင်းအဲတော်တော်မမိပါဘူးဘယ်တော့မှမမိပါဘူးသူကတပူထူးနေရပါဒီမိတဲ့လူတွေပုံမှာလည်းမူတည်တယ်။အဲ तू तू မှဖြစ်တာပါ။ ဒီနေ့ပါဝင်ဖြစ်တာကတော့ဒီငလျင်ဘေးတင့်ပေါ့နော်ပြည်သူတွေအတွက်ပြန်လည်ထူထောင်ရေးအတွက်ပေါ့နော်ကျွန်တော်တို့ဒါအမှုပညာရှင်တွေကနေပြီးတော့မှအာဒီလူပညာပြုပြမှုတွေနဲ့တက်တာပေါင်ဝင်မှုနေတဲ့ပွဲလေးဖြစ်ပါတယ်ပြုပြမှုကတော့တယောက်ချင်းစီပဲဒါပေမဲ့နောက်ဆုံးမှာဂရုဆောင်ပြုပြမှုလေးတစ်ခုတော့ပါတယ်ပေါ့နော်ကျန်တာတွေကတော့ကျွန်တော်တို့က ဟိုတချင်းနဲ့နောက်ပြီးတော့ performance နဲ့ပေါ့နော်ဒီနောက်ကဒီ crew လေးတွေနဲ့ပေါ့နော်အဲ့လို performance လေးတွေနဲ့ဟိုတချင်းနဲ့ပုံစံတင်ဆက်မှုပုံစံလေးပေါ့အဲ့လိုမျိုးလေးလုပ်ထားပါတယ်ဗျာအမြင်လဲဆန်းအောင်ပေါ့နော်အာဘယ်သူမှလည်းမတိုင်ပင်ထားပါဘူးကျွန်တော်တို့ကလေဟိုဝန်စားကိစ္စလည်းတိတ်မတိတ်မင်းဖြစ်ဘူးပေါ့ဒီနေ့အစီအစဉ်လေးရတယ်ဟိုကတီးတန့်စီတယောက်တယောက်စီပဲဖြုတ်ပြရမှာဆိုတော့အဲ့လိုမျိုးလေးတော့မတိုင်ပင်ဘူးဒါပေမဲ့ဟိုတမျိုးလေးတော့ကြီးလို့ကောင်းပါတယ်တယောက်တမျိုးလေးဖြစ်နေတော့လေဟုတ်ဟုတ် fashion ကိုကြီးလို့မမြင်ဘူးလေ။ဒါပေမဲ့တော်တော်မမြင်ပါဘူးဘယ်တော့မှမမြင်ပါဘူးသူက။တပူထူးနေရတယ်။ဖက်ရှင်ကတော့ Oman Dean ဆိုတော့ဒါလူငယ် fashion ပဲနေနေရောက်တာပေါ့ကျွန်တော်တို့ကတော့အသက်အရွယ်လောက်ပဲချိန်သလိုဖြစ်တာသူကကြတော့လူမျိုးပါချိန်သွားတယ်အဲ့မဲ့သဘောကျတာသဘောကျလားဆိုရင်အမြင်မျက်လုံးထဲမှာတော့အဆန်းပေါ့ မြေလုံးလေးမှာအော်မဆာဝတ်တာလို့မြင်နေကြလေဆိုတော့သူကယောက်ျားခွားရှင်ပေါ့မဆာယောက်ျားခွားရှင်ဒါတော့ဘယ်လိုလဲမဟုတ်ပါဘူးဒါကတော့ဘယ်လိုခေါ်မလဲဆိုတော့စီစဉ်ပေးတဲ့လူတွေပုံမှန်လည်းမသိဘူး။မဟုတ်ပါဘူး။စီစဉ်ပေးတာဝန်လာတယ်။အဲဒါပေမဲ့ तू तू မှဖြစ်တာပါ။ မျိုးတော့အဲ့လိုမျိုးတော့လည်းမရှိပါဘူးဘာဆိုတော့ဘယ်လိုခေါ်မလဲဆိုတော့ဟာပေါ့တရားနဲ့တရားကိုလိုက်ဖက်အောင်မျိုးအဲ့လိုမျိုးပဲအပြင်သွားရင်တော့နည်းနည်းလေးကြီးလို့ match ဖြစ်အောင်ပဲဝင်ဖြစ်တာပါအဲ့လိုမျိုးအဲတရားကိုတရားဆင်ပေးတာမျိုးတော့မရှိပါဘူး shopping သွားတာအတူတူဆိုတော့လေတခါကျလည်းအတူတူဝယ်ဖြစ်သွားတဲ့ဟာမျိုးလည်းရှိပါတယ်မပါလာဘူးอ่ะညညပွဲဆိုတော့သူဟုတ်ကလေးอ่ะခုမှနှစ်နှစ်ဆိုတော့ကျွန်တော်ပွဲမလုပ်တာပဲတော်တော်ကြာပြီဆိုတော့ကလေးอ่ะဒီလူမျိုးတွေ့ကြုံလည်းမရှိပါဘူးသူကလေ ြင်ထွက်တဲ့အတွေ့အကြုံမှာတခါတလေရှူတီမာညာနေဝေးသွားတဲ့ခါကျမှခေါ်သွားတာရှိတယ်ဒီနေ့ပွဲလေးမှာကျွန်တော်တို့လက်ပြများလက်ပပါစေဆိုတဲ့တိုက်တယ်ရဲ့အောက်မှာပေါ့နော်ကျွန်တော်တို့ကဖြိုပြမှုလေးတွေရှိပါတယ်တချင်းလေးတွေဆိုမဲ့ဂူဆောင်းလေးတွေပါတယ်ဟောတချင်း performance လေးတွေအဲလောက်ထားတာရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီ ရိုက်ကူးရေးမစုံဖြစ်ပေမဲ့လည်းအပြင်မှာတော့စုံဖြစ်ကြပါတယ်အဲဆိုတော့အခုလိုမျိုးအတူတူဖြောပြမှုတွေလောက်ရတဲ့အခါကျတော့လေအဲစိတ်ထဲမှာဘယ်လိုဖော်မလဲဆိုတော့ဟိုတငွေချင်းတွေပြန်တွေ့ရတာတကြောင်ပေါ့နော်နောက်တစ်ခုကကျတော့လူပညာနဲ့ဒီလိုမျိုးပြည်သူတွေအဲလိုမျိုးချက်ခဲရှိနေတဲ့အချိန်မှာဟိုပူကြီးခွင့်ရတယ်အခုလိုမျိုးအမှုပညာအားနဲ့တရက်တအားအားဖြစ်ခွင့်ရတယ်ဆိုတဲ့အခါကျပီတိဖြစ်မိတာပေါ့ ်ကျေးဇူးအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်လှူဒန်းပေးကြတဲ့ပရိသတ်တွေတယောက်စီတယောက်စီတင်းကိုလည်းအဲသာဓုခေါ်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာ